ဒီလိုနဲ့စီလင်တူမှာတော့ e-sport game glory ကတော့ကစားသူပေါင်းတန်130ကျော်ကြီးရှိလာခဲ့ပြီးတဲ့နောက်ပြိုင်ပွဲရသည်ဖြစ်တဲ့ရာသီ၈ကိုလည်းရောက်ရှိနေခဲ့ပါပြီ။ဒီစုကတော့ကလပ်အသင်းတွေအားလုံးကလည်းပြင်ဆင်နေခဲ့ကြပြီးတော့ဘယ်အသင်းကပထမရမလဲဆိုတာတော့အားလုံးပဲစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ဒါပေမဲ့ e-sport game glory ရဲ့ master လို့တင်စားရရေရှိုးကတော့ရှေ့ရတည်းရဲ့ပြိုင်ပွဲမတိုင်ခင်မှာပဲအနာယူသွားတဲ့အတွက်ကြောင့်မလို့ကြီးမားရဲ့ဆုံးရှုံးမှုရှိနေခဲ့ပေမဲ့အကောင်လုံးကတော့ထွက်သွားတဲ့အပေါ်ကိုထင်ကြီးအများကြီးပေးကြပါရဲ့ တဖက်မှာတော့ယေရှုကတော့လုံဝနှုတ်ထက်သွားတာမျိုးမဟုတ်ဘဲနဲ့ပြောင်မြောက်ကလတ်ကသူ့ကိုကြောက်ချလိုက်တဲ့အတွက်ထွက်ရခဲ့ပေမယ့်တပတ်မှာယူမောင်တို့ရှောင်းတန်းတို့အဖွဲ့နဲ့ပူးပေါင်းခဲ့ပြီးတော့ပြန်လည်စတင်မှုတွေပြုလုပ်နေခဲ့ကယာဒီရှေ့အတွက်ပြိုင်ပွဲဝင်ကင်ကိုလည်းအကောင်လုံးပြင်ဆင်နေခဲ့ကြပြီးတော့ယေရှုကပဲအားလုံးဦးဆောင်ထားခဲ့ပါတယ်ယူအာရီအတွက်တိုင်းရိုက်ပုံကိုလည်းအတင်းလိုက်ဆောင်ရွက်မှုတွေနဲ့အစအစရရတင် जा ပေးမှုကိုပြုလုပ်နေခဲ့ပြီးတော့လက်ရှိကဖေးဆိုင်မှာတတိယကလည်းအားလုံးကိုထောက်ပံ့ပေးနေခဲ့ပါတယ် လွန်ခဲ့တဲ့9လလကိုပြန်သွားရမယ်ဆိုရင်အင်တာနက်ကဖေးဆိုင်ထဲမှာဘယ်သူမှညမသိပဲတိလိုက်ခဲ့ပြီးတော့တခင်မောလျှောက်အကောင့်ကိုရင်ချိုးဆိုပြီးတော့အားလုံးလေးလာမင်းနေခဲ့ရကြောင်းကိုကိုတယောက်လည်းအဆက်မပြတ်ဖြေနေရလို့အလုံးရှုံနေခဲ့ပါတယ်။ရင်ချိုးကလည်းဂိမ်းထဲဝင်သွားတဲ့အချိန်မှာ7နာရီဒိုကန်နေမလို့ဂိမ်းထဲမှာလူအားလုံးစုံနေခဲ့ကြပြီးတော့ဂိမ်းထဲရောက်တော့ဂိုင်းထဲကသူတွေပြန်လည်စုနေကြတဲ့အချိန်ရင်ချိုးကလည်းသူကိုယ်တိုင်ဦးဆောင်ခဲ့ပြီးတော့ချင်းရင်ဂိုင်းဆိုတဲ့အဖွဲ့ကိုတစ်ခုစားခဲ့ပြီးရဲ့နောက်မှာ လူမောင်ကလည်းဂိုင်းအတွက်လူစုပြီးတော့အောင်နေခဲ့ပါဆောင်ရွက်ကလည်းအရှိဘကလူနီယာကိုခေါ်လာခဲ့ပြီးတော့ဂိုင်းနေဝင်မဲ့သူဖြစ်ကြအောင်ပြောခဲ့ကဂျူမောင်ကတော့ဆရာကြီးတခင်မောင်ဆောင်နဲ့တဂိုင်းနေနေချင်းတော့အဖွဲ့ရဲဝင်ဆိုပြီးတော့မာကတ်တင်းဆင်းနေခဲ့ပါသည်တပတ်မှာတော့ဂိုင်းကြီးတုံးဂိုင်းဖြစ်တဲ့တန်းစုံပါထုနဲ့နိုင်ရှိဂိုင်းတို့ဟာလည်းချင်းရင်ဂိုင်းရဲ့တိုးတက်မှုတွေနဲ့အောင်မြင်မှုတွေကိုကြီးမားဖြစ်နေခဲ့တာကြောင့်ဘယ်လိုလုပ်ကြရင်ကောင်းမလဲလို့တိုင်ပင်နေခဲ့ကြပါတယ် ဒါကြောင့်မလို့မြေအားဘောကောင်တို့ကိုတိုက်ခိုက်မဲ့အချိန်မှာတော့သူတို့ဂိုင်းရလူတွေပါပါဝင်စေခဲ့ပြီးရဲ့နောက်ရေရှူရဲ့မစ်ရှင်ကိုပြက်ပြားအောင်လုပ်ဖို့အတွက်စီတင်ထားခဲ့ကြပါတယ်။ရေရှူရဲ့အဖွဲ့တဲကိုတော့လူ20လောက်ဝင်လာခဲ့ပေမယ့်15ရာလောက်ကတရှူရီဖြစ်တဲ့အတွက်ကြောင့်မလို့နိုင်မှာမဟုတ်ကြောင်းတွက်နေခဲ့ကြပါတယ်။ ရဲချိုးကလည်းတက်ခိုက်ဖို့ရာအတွက်အဖွဲလိုက်အမိန်ချလာခဲ့ပြီးရဲ့နောက်အဖွဲရသူတွေကလည်းရဲချိုးရဲ့ကြွမ်းကျင်လုံးနဲ့စကီနဲ့ဩဇာကိုမလွန်ဆန်နိုင်တဲ့သူတွေဖြစ်နေခဲ့ကြခဲ့ပြီးရဲ့နောက်ရဲချိုးရဲ့ကြွမ်းကျင်မှုကိုစုမှုရှိုင်းရဲ့လောင်ချာရဲ့ပစ်ချက်တွေနဲ့ဂျိုမော်ရဲ့အခဲနဲ့ပိုင်းချက်တွေရှောင်းတိုင်းရဲ့လမ်းချက်တွေအပါအဝင်ကြီးဖိုင်ရဲ့နတ်ဆိုးတာကလည်းရှောင်းလွှဲမကြအောင်လို့ကြံနေနေခဲ့ကြမလို့အားလုံးလည်းလမ်းဖြတ်နေခဲ့ကြပါတယ် ်ရေချိုးတို့လည်းတက်ခိုက်နေရင်နဲ့ဖောကောင်ကလည်းအတော်လေးထိခိုက်လာခဲ့ပြီးရင်တော့ဖောကောင်တီကန်ဒီမှာတခြားတချို့နှစ်ကောင်ကလည်းဝင်းမင်းအလုံမှာတော့ဂျာအိုကောင်ကောင်တိနေတဲ့ရေချိုးတရားကတော့နှစ်ကောင်လုံးဖွဲ့ရရနေဘန်းပြစ်လိုက်ပါစမှုရှိုင်းရင်လောင်ကြကြကြဝင်ဘောကောင်လေးတခါရင်ရှောသားခဲ့ပြီးတော့ရေချိုးကတော့တရှူတွေကိုကောင်းကောင်းသိနေခဲ့တာမလို့ညွန်ကြချက်တိုင်းမလုံနိုင်ရင်တော့တန်းထုတ်ပြစ်မယ်လို့ပြောခဲ့ပါတယ် နေရာဘောကောင်ကြီးကိုအနံ့ရလိုက်တဲ့အတွက်ကြောင့်မလို့နောက်ပတ်မှာရှင်းချန်ခိုင်းကလည်းတက်ခိုက်ပါပြီဆိုတဲ့စကီတက်တက်လာခဲ့ပြီးရင်တော့တချို့ရီမန်းတိပင်မဲ့တယ်မင်းတို့ရီတာမပိုင်တော့အောင်မြင်မှာမဟုတ်ကြောင်ပြောခဲ့ပြီးတော့ကျေးဇူးတင်ခဲ့ပါသည်။ဂိုင်းနီယာပေါင်စီတိုင်းကောင်နီကတော့သူတို့တချို့တွေလွတ်သားတာမအောင်မြင်လို့ကြားကိုတရားဖြစ်တင်နေခဲ့ကြပြီးရဲ့နောက်ရေချိုးကတော့ချင်းချင်းလေးပါပဲနေမလာတော်မဆိုရဲတခုံးပဲမေးခဲ့ပြီးရဲ့နောက်အားလုံးထွက်သွားခဲ့ကြပြီးမြင်တယောက်ပဲကြံနေခဲ့တာမလို့ဘယ်ကိုင်းကလည်းမေးတော့လန်ရှိကိုင်းကလို့ပြောရတဲ့အတွက်ကြောင့် ရေရှိုးကတော့လန်ရှိကိုင်းကလန်ဟေမန်တိသွားခဲ့တာကြောင့်မင်းတကယ်လို့လောက်ချာမရှိရင် ကုညီပေးမယ်လို့ပြောခဲ့ကသူတို့ကိုင်းကိုဝယ်လာတဲ့သူမှန်သမျှကိုလက်ခံဖို့အတွက်လူတရားလူအောင်ပြောခဲ့ပါရင်တပတ်မှာတော့ဂိုင်းနီအားလုံးနဲ့မှာတခင်မောလျှောက်ကိုမကြည်နေတဲ့သူတွေစုနေခဲ့ကြပြီးတော့အထဲမှာတယောက်ကတော့တခင်မောလျှောက်ကရေရှိုးပြစ်ကြောင်ပြောလိုက်တဲ့အချိန်မှာတော့တတ်တည်တွေနဲ့ရှင်းပြလိုက်တာမလို့အားလုံးလည်းတုံ့နှုံကုန်ကြပါတယ် ပါထူကတော့ရေချိုးကလည်းလူကြပဲမလို့ကြားကြမကောင်းကြောင်းပြောခဲ့ပြီးရဲ့နောက်အခုလုံးဂိုင်းဆိုင်ဂိုင်းလောက်ကတနေရာတွေမှာစူးစီးထားရတဲ့အတွက်ကြောင့်သူတို့တက်ကြိုင်နိုင်ကြောင်းပြောလာခဲ့ပါတယ်။အကောင်လုံးကတော့ရှင်းရှံဂိုင်းကိုဖျက်ဆီးခဲ့ပြီးတော့ဥတီနေခဲ့ကြတာပါထူဂိုင်းရဲ့တုံဂိုင်းပေါင်းစည်းခဲ့ပြီးရဲ့နောက်လိုင်းပေါ်မှာတင်ထားခဲ့ကြပြီးရေချိုးကလည်းအသက်ခိုးပြီးတော့ sorry ဆိုပြီးတော့မတင်မတားပြောနေခဲ့ပြီးရဲ့နောက်တခြားဂိုင်းတွေကပူပါလောင်လုံနေကြပါတယ်။ သူတို့ရဲ့အဖွဲ့တရားမှာရှမ်းချန်တို့အဖွဲ့ကတော့တခင်မော်ရှာရဲ့ရေချိုးရဲ့ဖန်ကြီးသားဖြစ်တာကြောင့်ရှမ်းချန်ကိုင်းတို့ဝင်ဖို့အတွက်ရလာခဲ့တဲ့အချိန်ရေချိုးရဲ့တက်ခိုက်မှုတွေအတွက်ဂိုင်းနီအားလုံးကလည်းနေရာအနက်မှာစောင့်ကြည့်နေခဲ့ကြပါတယ်။ရှမ်းချန်ကလည်းရေပန်းကိုကြည့်နေတဲ့အချိန်မှာနောက်ကနေမီတောက်တွေနဲ့လှန်ပစ်နေခဲ့ကြပြီးတော့ရေထဲကိုကုန်လိုက်နေခဲ့တဲ့အချိန်ရှမ်းချန်လည်းရေငုံသွားခဲ့ပြီးရင်တော့အောက်ကနေရေလိုင်းပေါ်လာပြီးတနန်းတစ်လက်ထွက်လာခဲ့ကအားလုံးဆွဲပစ်လိုက်ပါတယ်။ ပြန်ဆောက်ဖို့အတွက်ပြောနေတဲ့အချိန်တရားပီးကြောင့်ဆွေရှခံနေရပြီးရဲ့နောက်လမ်းရှိကိုင်းကလည်းသူတို့တွေကခြေထဲဘလူးငုံနေနိုင်တာလေးသိကျင်နေကြပြီးတော့ပုံမှန်မဟုတ်တဲ့စကေးတစ်ခုများရှိနေမလားဆိုပြီးတန်တရားဖြစ်နေကြပါတယ်။ရေချိုးတို့ကတော့အထင်နဲ့အမြင်လွဲနေခဲ့ကြပြီးရဲ့နောက်ပြည်နေရဲ့ခြေကိုတော့အေးစီပဲခြောင်ထားနိုင်ပြီးအသက်ရှူတဲ့ပုံသားကရေစီးကြောင်းတိုင်းလိုက်မျောပြီးတော့ဗဇက်ကိုအပေါ်ဘက်ကိုနင်းနေလေးဟိုက်အောင်ပဲဖြစ်ပါတယ်။ အောက်ဘက်မှာတော့ရှမ်းရှမ်းတို့ပါရေငုံလာခဲ့ပြီးရဲ့နောက်သူတို့တွေရဲ့လူတွေဝိုင်းထားခံရပြီးတော့မိတော့လုံးနေနဲ့ဝိုင်းဆော့ခဲ့ကြပြင်မဲ့လမ်းကြောင်းအတွက်နိုင်လို့အီစီဘက်ရှောင်းနာနိုင်ခဲ့ပြီးတော့တနတ်ပြောင်းပြီးပစ်ထားခဲ့တာစွမှုရဲ့လောင်ကြားချက်နဲ့ကြော်ချင်းကပ်ပြီးတော့ဆွဲနေခဲ့ကြပါတယ်အဓိကရတော့မယ့်ကောင်းဒီလေးရှီဘောကိုပြန်ခေါ်လာခဲ့ကြပြီးပြင်းနေတဲ့ကောင်းဒီကိုတော့သူ့ကိုလေသူ့ရဲ့ပို့ဆောင်တနန်းနဲ့ပြစ်ပီးလိုက်တာကြောင့်အကုန်မြောက်တက်သွားကြပါရဲ့ပတ်ထူလေကောင်းယုံပြင်းနေတဲ့အချိန်မှာအခွင့်တီးနဲ့ဆွဲထားခဲ့ပြီးတော့ခါမှဘုံတက်ပြီးတော့ဖောက်ခွဲပေးလိုက်ပါရဲ့ ဘေးနားလမ်းကြီးကိုင်းကအကောင်လုံးလေးဝိုင်းရခံနေရယေရှုကလေတိတ်ပြီးလိုက်တဲ့အချိန်မှာတော့ရှမ်းချန်ကိုတော့ရက်ပဲကြည့်မနေလေလို့ပြောခဲ့ပြီးတော့တိတ်တော့ဆိုပြီးတော့သူ့ရဲ့အရင်ကောင်းဆောင်ပစ်ပေးလိုက်ပါရှမ်းချန်နဲ့သူ့ရဲ့အရင်ကောင်းဆောင်တက်ခိုက်နေခဲ့ကြပြီးကြပတ်မာလေးစုမှုကသူ့ရဲ့အမြောက်လက်နဲ့လေးပေါ်မှာရှေ့ကိုတိတ်ပြီးနေခဲ့ကယေရှုကတော့ရှေ့ရောက်မှလေးရှေ့ပလန်နဲ့ရိုက်နေခဲ့ကြပြီးရဲ့အချိန်အောက်ဆီဂျင်ကြောက်အောင်လို့လုပ်နေတဲ့အတွက်ကြောင့်ထွက်ပြေးသွားခဲ့ကြပါတယ် ဆိုမွားရင်ဂျီကောင်တွေကိုဒီတိုင်းပဲလှုပ်ပေးလိုက်တော့မှလားလို့မေးနေရတဲ့အချိန်တပတ်ကကန်စီရောက်သွားတဲ့အချိန်မှာတော့ရှောင်းထန်ยีဖန်နဲ့ဂျူမောင်တို့အဖွဲ့ရလည်းအောက်ခင်းတဲ့ကိုစီဂျိုနေခဲ့ကြပါတယ်။ยีဖောင်ကလည်းနတ်ဆိုးအတွင်နဲ့အိုင်ဒန်တွေပေးရခဲ့ပြီးရဲ့နောက်မှာတော့ဂျူမောင်ကတော့မန်လာကြအောင်လို့အောက်ခင်းနဲ့ပိုင်ခဲ့ပြီးရှောင်းထန်ရဲ့ထိုးချက်တွေနဲ့တစ်ချက်လေးပိုင်ပြလိုက်ပါတယ်။ ထဲဝင်လာတဲ့အချိန်မှာယူမောင်ကူတီးပေးခဲ့ရဲ့မိကွန်းဆိုတဲ့ကောင်လေးကနတ်ဆိုးတယောက်ဖြစ်နေရဲကသူ့ရဲ့နတ်ဆိုးငါးကောင်ဆင့်ခေါ်ခဲ့ပြီးရဲ့အချိန်မှာတော့တိတ်နေခဲ့တဲ့အတွက်ကြောင့်ယူမောင်လေးအတော်လေးအောင်သဘောကျနေခဲ့ပါတယ်။ဆောင်တန်းကတော့ယူမောင်ရဲ့လံခုန်နေခဲ့ပြီးရဲ့အချိန်မှာနောက်ကနေဆောင်တန်းရောက်လာခဲ့ပြီးလှန်နေတီးပိလိုက်တာကြောင့်တော်တော်ဝေဝေလွင်သွားခဲ့ပြီးအေးစိန်သွားခဲ့ပါတယ်။ ဇဘက်ကပြောင်မြောက်ကလပ်ခင်မှာတော့ရေချိုးတို့ကစာပါအစ်စ်မှာအဖွဲ့ရီဖွဲ့ပြီးရှယ်ချန်းနေကြအောင် ပြောလိုက်တော့တီတောင်ထားခဲ့တဲ့ program ကိုပြန်လာနိုင်မဲ့သဘောရှိနေခဲ့ကြအောင်ပြောနေခဲ့ပေမယ့်ဥက္ကဋ္ဌကတော့ဂျပန်ကစားနေရဲ့ကောင်တွေက pro မဟုတ်တဲ့အတွက်ကြောင့်ဒီ program ကိုပြန်ကစားမှမဟုတ်ကြအောင်ပြောခဲ့ပါတယ်။ ကော်ကော်ကလည်းရေချိုးတို့ကိုဂိုင်းတွေအကုန်လုံးကိုတိတ်လိုက်နေတာကြောင့်တကယ်ကိုရှီကျူးနေခဲ့ပြီးတော့အမှန်ဆိုရင်ရေချိုးကပြောင်ပြောင်ကလပ်ကမထုတ်ခဲ့ဘူးဆိုရင်တော့ချန်ပီယံဖြစ်နေအောင်မှာပဲဆိုတာသိတဲ့အတွက်ကြောင့်မလို့သူကိုယ်တိုင်ပရိုလီကိုမရောရှောင်ပို့ပေးမယ်လို့သုံးပြထားခဲ့ပါတယ်ဒီလိုနဲ့နောက်ရက်မှာတော့ရှင်းချန်ကိုင်းကလည်းရေကုန်ကြပြီးတော့အီကန်ကိုင်းရောက်လာခဲ့ကြကစွမှုရဲလာကြတဲ့ဂျန်နယ်ပိုင်းခဲ့ပြီးတော့ရေရှိုးလေးတိတ်ပေးလိုက်တာကြောင့်တကိုင်းလုံးပြက်ဖြက်ပြလိုက်ပါတယ်။ တပတ်မှာကြံနေသေးလမ်းချေကိုင်းနဲ့ပန်းဆောင်ကိုင်းနဲ့ရေချိုးတယောက်တည်းကိုကိုင်းတွေအားလုံးအပိုင်စီးထားခဲ့တာမလို့သဘောမကျကြဘဲနဲ့အကောင်လုံးတက်ခိုက်ဖို့အတွက်ပြောနေခဲ့ပေမယ့်လဲကတော့သူကဒီစာပါမှာကလေးကရေချိုးနောက်ဆုတ်တယ်ဆိုတာလုံးဝမတွေ့ဘူးသေးကြအောင်ပြောပြလာခဲ့ပါတယ်။ရေချိုးရဲ့စကေးကတိုက်ပွဲရဲ့အပြင်ဘက်မှာလန်ထွက်နေတဲ့စကေးတွေနဲ့အရန်မိုက်နေတဲ့သူဖြစ်ကြအောင်ပြောနေခဲ့ကရေကုန်ရေကန်အပိုင်သိမ့်မဲ့ဆိုရင်တော့မှသူတို့တွေဘာမှမလုပ်နိုင်ကြအောင်ပြောပြခဲ့ပါတယ်။ ဧည့်စကားကပြိုင်ပွဲမှာသူရဲ့နဂါမြင်မှုကလေးလာနိုင်တဲ့အတွက်ကြောင့်လက္ခဏာလိုယူဆရပြီးတော့ရေချိုးကလည်းအဆက်မပြတ်ကိုတိုးတက်နေကြောင်းပြောခဲ့ပါတယ်။နောက်ဆုံးမှာတော့ဆာဘာတစ်ခုလုံးကိုအပြင်းမြေပုံအဖြစ်ရှက်တွင်လာနိုင်ပြီးတော့ကောင်းကင်မြေပုံကိုပါကူဆက်လာနိုင်တဲ့အတွက်ကြောင့်သူအတွက်တော့ပရိုမဟာမိတ်ကိုတော့ဖန်တီးနိုင်ဖို့အတွက်လှုပ်လှန်နိုင်ကြောင်းပြောပြခဲ့ပါတယ်။သူအတွက်တော့ဒီစာပါတီတီတွေကရဲလျာဖြစ်နေခဲ့ပြီးတော့သူတို့အတွက်လုံအောင်တက်ခိုက်နိုင်မှုဖြစ်နိုင်မှာမဟုတ်တော့ဘဲနဲ့ကောင်းကင်နေမြေတဲ့ရောက်မှာ ိုအခွင့်အရေးရှိကြမယ်လို့ပြောခဲ့ကြပါတယ်။ဆာဗာတစ်ခုလုံးအများမြင့်မြေပုံပြင်ချဲ့ချွင်လိုင်းငယ်ပြီးတော့ကောင်းကင်ကိုတက်နိုင်မယ့်အဆင့်ဟာတကယ်လို့မယုံကြည်နိုင်ကြစည်းဖြစ်တာကြောင့်အခွင့်ကောင်းယူဖို့အတွက်ကိုလည်းပြောထားခဲ့ပါတယ်။တခုရှိတာကယေရှုကအထွေထွေကစားသမားတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ကောင်းကင်မြေကိုရောက်တဲ့အခါကျရင်သူ့ရဲ့ level က90ပဲရှိအောင်ပါမလို့တာမန်လူတွေကအဆင့်80လောက်တက်နိုင်ခဲ့တဲ့အတွက်သူ့အတွက်တိုက်ခိုက်ဖို့ခဲအင်းမဖြစ်ကြအောင်ပြပြခဲ့ပါတယ်။ ပြီးတော့သူထွက်သွားပြီးခဲ့တဲ့အပြာမြောက်ခိကလာမှာရေရှိုးနဲ့ပတ်သက်ပြီးတော့ဘာတစ်ခုမှတက်မလာတော့ဘဲနဲ့သူတို့ဒီကြားထဲမှာ ပြဿနာတစ်ခု ရှိမယ်ဖြစ်ကြအောင်ပြောခဲ့ရာချင်းချင်ကိုင်းကပုံမူကြီးမမလာခင်သူတို့တွေချက်ပြီးစိုးရိမ်နေရမှာကပြာမြောက်ကလပ်ဖြစ်နေရကြောင်းပြာမြောက်ကလပ်ကဘလို့လှောက်ရှားမလဲဆိုတာစောင့်ကြည့်ဖို့အတွက်ပြောခဲ့ပါတယ်တိုင်းကြီးအကောင်လုံးပေါင်းစည်းသွားပြီးညှိနှိုင်းခဲ့ပေမယ့်ရေရှိုးကတော့အချိန်ကနေရအောင်လိုချင်ရင်တော့သူပြောတဲ့စည်ရင်အတိုင်းပြရမယ်ဆိုပြီးတော့စည်ရင်အခြေကြီးတစ်ခုကိုပစ္စည်းတွေလိုချင်တဲ့ဟာကိုပို့ပေးလိုက်ပါတယ်။ လိုင်းရင်လည်းတကယ်တမ်းတွက်ကြည့်မယ်ဆိုရင်တော့မရှုံးပါဘူးလို့ပြောနေခဲ့တဲ့အတွက်ကြောင့်ခေါင်းဆောင်ကလိုင်းရင်ကိုပေပန်းရလေလို့တော့မေးခဲ့ပါသေးတယ်။တခြားကိုင်းတွေကသူတွေကတော့လုံအောင်လက်မကန်မဲနဲ့လိုင်းရင်နဲ့ပါတူတို့အဖွဲ့ကတော့စာချုပ်ကိုလက်ခံလိုက်ကြတာမလို့လိုင်းရင်နဲ့တွေ့ဆုံခဲ့ပြီးရဲ့အချိန်တခြားကိုင်းကကောင်းတွေလည်းပါလုံးနေရလို့မေးခဲ့ကလိုင်းရင်ကတော့ရေရှိုးဘက်ကိုပါနင်းနေလေးပါနေခဲ့တာမလို့တခြားကိုင်းကကောင်းတွေကជីတိုက်ပွဲကိုဆက်လက်တိုက်ခိုက်မယ်ဖြစ်ကြောင်းပြောပြခဲ့ပါသေးတယ်။ နောက်ရဲမှာတော့ရှောက်လာတဲ့ဂိုင်းတွေကိုတပ်ဖွဲ့ပြီးတပ်ဖွဲ့ရှင်ပဲနေရတဲ့အတွက်ကြောင့်မလို့စုမှုနဲ့ရှောင်းတန်းတို့အဖွဲ့ရရင်ရှေ့ပလန်တွေကိုတိတ်နေခဲ့ကြပြီးတော့ဒါသာမကြောက်အောင်ကော်ကော်လေးမင်းကြီးရဲ့အချိန်မှာတော့ညကဒရာစင်လောက်ကိုတိတ်ပြီးလိုက်ကြအောင်ပြောခဲ့ပါလေကိုတော့နောက်ကနေပြီးတော့ပန်းဆောင်အဖွဲ့ကလိုင်းလံတိုက်ခိုက်နေခဲ့ပြီးရင်တော့တည်င်းပြီးတဲ့ကောင်လို့ပြောတာအတင်းချက်ကိုလိုက်တိုက်ခိုက်နေတဲ့အတွက်ကြောင့်မော်ကလည်းရှေ့ကိုတိတ်နေခဲ့ကြပါတယ် ဆဲချိုင်အားလည်းပြင်းမလွတ်တော့ပါဘူးလို့ပြောခဲ့ပြီးတိုက်ခိုက်လိုက်တဲ့အချိန်ရေချိုးထွက်လာခဲ့ပြီးရဲ့နောက်အတက်ကနေရိုက်ထားခဲ့ကအကောင်လုံးတိတ်ပြီးပြနေတဲ့အတွက်ကြောင့်မလို့နောက်ဆုံးမှာတော့ပန်းဆောင်ကိုင်းရဲ့ဆရာကြီးရှန်ရှန်လေးအလံဖြူပါပြလိုက်ရပြီးတော့စကြောအတိုင်းရေချိုးတို့တောင်းတဲ့ပစ္စည်းတွေကိုပေးပါမယ်လို့တော့ဖြစ်သွားခဲ့ပါတယ်ရေချိုးတယောက်ကတော့တည်တဲ့အချိန်ကြီးအတွက်ကိုတယောက်ချင်းလိုင်းလံတွက်လက်ပြီးနေခဲ့ပြီးတက္ကမမတည်သေးတဲ့ကောင်လေးတယောက်ကိုတွေ့လိုက်ကသူတို့ရဲ့ချင်းချင်းကင်ထဲကိုလာပါလားလို့ခေါ်နေခဲ့ပြီးတော့ရှမ်းချန်ကလည်းစိတ်ထဲကနေဆဲနေခဲ့ပါတယ်။ ဒီလိုနဲ့ရှားပါးပစ္စည်းတော်တော်များများကိုရလိုက်တဲ့အတွက်ကြောင့်မလို့ကော်ကော်လေးသဘောကျနေခဲ့ပြီးတော့သူတို့ရင်းရှားပါးအိုင်ဒန်စတိုရီမှာတင်ထားမယ်ဖြစ်ကြောင်းပြောခဲ့ပါတယ်။ဒီလိုနဲ့နှစ်တကူရောက်တဲ့အချိန်မှာတော့ရေချိုးလေးချိန်ဖို့စင်းသူအိမ်မပြန်တော့ဘူးလို့ပြောနေရတာစုမှုရှာလင်းပြောင်ပြောင်ခေကလာကမနေတော့ဘဲနဲ့နှစ်တကူမှာပြန်မယ်လို့ပြောနေခဲ့ပါတယ်။ကော့ကော့ထိုင်နေတဲ့အချိန်မှာတော့ရေရှိုးနဲ့တူတဲ့ကောင်လေးတယောက်ဝင်လာခဲ့ပြီးတော့သူ့ရဲ့အမွာညီပါလို့ပြောနေခဲ့ကရေရှိုးကိုအိမ်ပြန်လာဖို့လာခေါ်ကြောင်းပြောပြခဲ့ပါတယ် ယေရှုရဲ့နာမည်ကရင်ယိုးဖြစ်ပြီးတော့အမွန်ကြီးတယောက်ရှိနေခဲ့ကသူ့ရဲ့ညီရဲ့အမှတ်ပုံနေနဲ့ယာသွင်းနေအကောင်လုံးယူခဲ့ပြီးတော့အပြင်ထွက်နေတဲ့အတွက်ကြောင့်မတရားကြောင်းပြောခဲ့ပြီးအခုသူအပြင်ထွက်ရမယ့်ချိန်ရောက်တာကြောင့်ရောက်လာတာဖြစ်ကြောင်းပြောခဲ့ပါတယ်။အမှန်တော့ယေရှုကပရိုလီမာကစားနေတော့ဟာသူ့ရဲ့နာမည်အရင်ကိုမတုံမဲနဲ့သူ့ရဲ့ညီရဲ့နာမည်ကိုတုံခဲ့ပြီးတော့အယားမီတာဆိုတာမကြိုက်မှဆိုရင်တဲ့အတွက်ကြောင့်တုံခဲ့တာဖြစ်တဲ့အတွက်ကြောင့်ပါ။ယေရှုလည်းသူ့ရဲ့ညီဖြစ်ခြင်းနဲ့ဆန္ဒအောင်ပြီးတော့သူကလည်းအင်အားထွက်ပြေးနေတာပဲဖြစ်ကြောင်းပြောခဲ့ပြီးရင်တော့ ရဲချို့လေတကယ်လို့အဖေနဲ့အမေကအိမ်ကိုပြန်ခေါ်ခြင်းပဲဆိုရင်တော့လွယ်ပါတယ်သူတို့ဘာကြောင့်မခေါ်လဲဆိုတာမင်းလေးကောင်းကောင်းသိတာပဲငါရဲ့အိမ်မှာကဂိမ်းကစားဖို့ပဲဖြစ်တဲ့အတွက်ကြောင့်မလို့အိမ်မှာအလုံးလုံးနေမယ်ဆိုတာမင်းတယောက်ပဲရှိတဲ့အတွက်ကြောင့်လို့ပြောခဲ့ပါတယ်အခုနှစ်တည်းကိုလည်းညီဖြစ်သူကိုပဲအိမ်ပြန်ခိုင်းနေခဲ့ပြီးတော့သူအတွက်တော့လိုအပ်တဲ့အောင်မြင်မှုရမှသာအိမ်ဝင်ပြန်လာမယ်လို့ပြောခဲ့ပါတယ်။ မြပြည့်သူအားဖြင့်ဒီညမှာတော့ဒီမှာတဲမယ်လို့ပြောခဲ့ပြီးမနေ့ရောက်ရင်ပြန်ဖို့အတွက်စီစဉ်မယ်လို့ပြောတော့ညဘက်မှာတော့ညီကိုနေရာလုံးကြိုက်တဲ့ဟင်းတွေကိုကော့ကော့လေးဆက်ပေးထားခဲ့ပြီးပေးခံခဲ့ပါတယ်။မနေ့ရောက်တော့ညီပြည့်သူလည်းအရင်နိုးနေခဲ့ပြီးတော့မလန်စော်ကဒါရီဖြစ်လာခဲ့လို့မင်းနေခဲ့ကနေတိယုံပေးရမ်းမှာတော့တကားလာခါလို့ဖွင့်ပေးကြည့်တဲ့အချိန်မှာတော့စုမှုရှန်လင်းရေရှိုးထင်ပြီးတော့ပျော်ရွှင်စရာနှစ်တကူတွေပါလုံနေခဲ့ကြပါတယ်။ ကော့ကော့ကလည်းစုမှုရှိုင်းဖန်ကြီးသားကြီးမလို့အတော်လေးကိုပြောသွားခဲ့ပြီးချော့ရနေခဲ့ကညီဖြစ်သူစီကိုတွားခဲ့ပြီးတော့ရေရှိုးအပ်တင်နဲ့တွားပြီးတော့ပြောနေပြန်ပါတယ်ဒီပြတူအားလည်းမပြန်သေးဘူးလားလို့မိလိုက်တဲ့အချိန်ရေရှိုးနူလာခဲ့တဲ့အချိန်မှာတော့သူပြန်တော့မှလို့ပြောခဲ့ပြီးရဲ့နောက်ရေရှိုးကလည်းသူ့ရဲ့ဝေစုကိုပါယူပြီးတော့အိမ်မှာပျော့ပျော့လေးနေလိုက်ပါလို့ညီကိုပြောခဲ့ပါတယ်။နေတဲ့ကူမှာတော့ရေရှိုးလည်းစုမှုရှန်တို့နဲ့အတူပျော့ပျော့ရွှင်ရွှင် ဖြတ်တန်းနေခဲ့ကြပြီးတော့နေတဲ့ကိုစောင့်မျှော်နေခဲ့ကြပါတယ်။ ဒီလိုနဲ့ပြောင်းပြောင်းကေကာလာကလပ်မှာပါထူရိုးပြိုင်ပွဲမှာတော့ပြောင်းပြောင်းကလပ်ကချုံသားရဲ့အတွက်ကြောင့်မလို့ပရိသတ်တွေနဲ့အခဲမကြီးဖြစ်နေကြပြီးတော့ကော်ကော်ကတော့ရေချိုးရဲ့နေရာကိုယူသွားတယ်ပြောင်းပြောင်းကလပ်ကဆွင့်ချန်ကိုတော့မကြည်မနှက်တီဖြစ်နေခဲ့ပြီးအတုံးမကြရဲ့ကောင်လို့ပြောနေခဲ့ပါတယ်ရေချိုးလည်းကစားပွဲကနောက်ဆုံးမှာတော့အဆင့်90ကိုရောက်လာခဲ့ပြီးမလို့ကောင်းကင်ပိုင်တဲ့တဲကိုစတင်ဝင်ရောက်တာပါမလို့မေရှင်တွေကိုစတင်ဖြေဖို့အတွက်လုပ်ခဲ့ပါတယ်ငါးနှစ်လောက်အတူတူကစားခဲ့တဲ့သူ့ရဲ့တတိကော်ကော်နဲ့တော့မှရန်ရင်းတူသားခဲ့ပြီးရဲ့နောက်ရေချိုးကလည်းမေ mission တွေဖြည့်ဖို့ရာအတွက်အကောင့်တရာရှိတဲ့ goblin ကောင်တွေကိုရှင်းရမယ်အစ်စ်20လောက်กว่าရင်ကြောင်တဲ့တာရဲတွေကိုရှင်းပြခဲ့ပါတယ်။ဆောင်းနန်းကလည်းနှစ်သိကူပြီးမလို့ပြန်ရောက်လာတဲ့အချိန်မှာတော့ရေချိုးကတော့ကောင်းကင်ပိုင်နယ်ကအထင်းဝင်ဖို့အတွက် mission တွေကိုတစ်ခုပြီးတစ်ခုဖြည့်နေခဲ့တဲ့နောက်မှာတော့ကြောင်တန်းမှာရောက်လာခဲ့ပြီးရင်အဲ့ဒီ mission တော့ဟာသူရောက်ရောက်ချင်းမှာကော့ကော့ဖြည့်ပြီးခဲ့ကြအောင်ပြောပြခဲ့ပါတယ်။ ဒီလိုနဲ့စင်ကော်သူရှိရတဲ့အတွက်ကြောင့်မလို့ပြိုင်ပွဲဝင်အတွက်မှာဘိုင်ဝင်ကျုံးမှုလုံးနေခဲ့ကြပြီးတော့ရှင်ကုံနဲ့ရေချူတို့ရဲ့ပွဲဖြစ်ပြီးတော့ရှင်ကုံရဲ့ကိုက်ချက်တွေဟိုတော့မှရေချူရဲ့ဒီနဲ့ကာကွယ်ထားခဲ့ပြီးရဲ့နောက်ပထမပွဲလေးအေးစင်းနိုင်သွားခဲ့ပြီးတိုက်ခိုက်လာရင်လည်း954ပွဲလောက်ထိနိုင်သွားခဲ့ပါတယ်။တပြေးပြေးနဲ့စာပါအဆင့်နှိပ်ခဲ့ပေမဲ့အဆင့်နှိပ်ရင်မဲ့တွေကတူတဲ့အဆိပ်မြင့်တဲ့သူတွေကိုတိုက်ခိုက်နေခဲ့တဲ့အချိန်မှာလိုင်းမော်မှာပုံမှုပြီးတော့နေမြေကြီးလာခဲ့ပါတယ်။စာပါတစ်စိမ်းနဲ့ဖျားတပါလို့တော့တင်လာလာခဲ့ပြီးရဲ့နောက်နှစ်ယောက်ပိုင်ဝန်ပွဲတွေကိုလည်း ိုင်ရလာခဲ့တာမနေ့ဖြစ်လာခဲ့ပြီးတော့ရှူမောက်ကပါသူ့အတွက်စာစောင့်ကြည့်နေခဲ့ပြီးတော့ပုံမှန်ကြမ်းတမ်းလာခဲ့ပါတယ်။ဂျပန်မှာတော့မန်နေဂျာရွေးကလည်းပြောင်းပြောင်းခေတ်ကာလကလန်မှာတော့စာပါ30မှာပြန်လည်ကြံလာရည်ရွေးချိုးကြောင်းမလို့အနောက်ရှက်တွေဖြစ်နေခဲ့ကြပြီးတော့ပါတူးကပါနောက်ဆုတ်သွားကြောင်းပြောရရင်ကြတော့တတော်ဒေါ်လာထွက်သွားခဲ့ပြီးသူတို့ဒုတက်သွားထိုင်ကြည့်နေရမှာလားဆိုပြီးတော့ဥက္ကဋ္ဌလေးတင်နေခဲ့ပါတယ်။ ရဲချိုးကလည်းကောင်းကင်နယ်မြေဘက်မှာတရားပီတရားတိုက်ခိုက်နေတဲ့နယ်မှာရှင်ဖန်းကလည်းသူနဲ့တိုက်ခိုက်ဖို့ရတဲ့တောင်းဆိုနေခဲ့ပြီးတော့ညင်လိုက်ခဲ့ကအသေးအံတော့ထပ်ပြီးတော့တောင်းဆိုနေခဲ့ပါသည်ရဲချိုးကတော့သူတက် level နဲ့လို့ညင်လိုက်တာဖြစ်ပြီးတော့ကောင်းကင်နယ်ဝင်ရောက်သွားခဲ့တဲ့အချိန်ဆာဗာကလည်းတရားဝင်ကျင်ညာလိုက်ပါတယ် ရေချိုးကလည်းသူ့ရဲ့တတိနဲ့ရန်တူတူဖြစ်သွားခဲ့ပြီးရင်တော့ဆာဗာတွေမှာတွေ့လဲရတာကရေချိုးရဲ့ level ကကောင်းကင်နယ်မြေတခွင်မှာတော့အနေဆုံးတစ်ခုဖြစ်နေခဲ့ပြီးရင်တော့သူတို့ရှီကိုကြံလီလင်တို့အဖွဲ့ရောက်လာခဲ့ပြီးရင်တော့ကော်ကော်ကလည်းသူတို့အဖွဲ့ကလူရှမ်းသာအဖွဲ့တစ်ဖွဲ့ဖြစ်ပြီးတော့ဒါရဲ့ခေါင်းဆောင်ဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ရေချိုးကလည်းအကောင့် ID ကိုမီးတဲ့အချိန်ဆာဗာတစ်ကချင်းရဲ့ချီချိုးဖြစ်ကြောင်းပြောခဲ့ပြီးရင်တော့အရင်တုန်းကပထမဖြစ်ခဲ့တဲ့ရေချိုးဆိုတာတိလိုက်ရခဲ့ပြီးရင်တော့အားလုံးကလည်းမယုံကြည်နိုင်ဖြစ်ပြီးတော့အံ့ဩနေခဲ့ကြပါတယ်။ ဆက်လို့လာတော့ဆက်ချင်းမင်းသူတို့ရဲ့အဖွဲ့တဲ့ဝင်ပါလာလို့မေးနေခဲ့ကသူတို့အဖွဲ့ဝင်ဖို့အတွက်ပြောနေခဲ့ပေမဲ့ကော်ကော်ဝင်တားခဲ့ပြီးရဲ့နော်သူတို့အဖွဲ့ကခေါ်လို့မရကြအောင်ပြောခဲ့ပြီးသူတို့ကတူတူပဲလို့ပြောခဲ့ပါတယ်ရေချိုးကလည်းကော်ကော်ကသူ့ရဲ့တတိပစ်ကြအောင်ပြောလိုက်မှလက်လျှော့သွားကြပြီးတော့ပြန်သွားခဲ့ကြတာသူတို့ကို front ally ပါလို့ပြောခဲ့ပြီးမှထွက်သွားကြပါတယ် တပတ်မှာတော့ဂျန်လိုလန်တို့လည်းအပြင်းမမတိုင်ပင်နေခဲ့ကြပြီးတော့သူတို့ရဲ့ပုံစံကအဆင့်90တွေနဲ့ကောင်းကင်နယ်ပယ်ကမစ်ရှင်တွေကိုအအောင်ဖြေလိုက်နေတဲ့ဆုံတာကလုံအောင်ယုံကြည်တာမရှိတော့တော်နေခဲ့ပြီးတော့ဝေယားမှာလက်ကိုကင်ထားခဲ့တာမလို့ဒါကလည်းထူရှားရဲ့လက်နက်တစ်ခုပဲလို့ပြောခဲ့ပါတယ်နောက်တဲ့အဖွဲတစ်ဖွဲရောက်လာပြီးတော့ကြည်လိုက်တဲ့အချိန်မှာရေချိုးရဲ့ပြောင်များကလပ်ဖွဲ့ရဖြစ်နေခဲ့ပြီးတော့ဟဲမင်ဂျိုဟောင်းနဲ့ဝမ်ဂျေတို့ဖြစ်ကြောင်းသိသွားခဲ့တဲ့နောက်မှာတော့ဆက်မပြတ်တိုက်ခိုက်နေခဲ့ကြပါတယ် ရဲချိုးကလည်းသူ့ရဲ့ညွန်ကြားချက်တိုင်းလို့ဘုခခော့ကိုပျော်လိုက်ခဲ့ပြီးရင်နောက်မှာတော့အတက်ကိုတက်ခိုင်းပြီးပုံမှန်မြင့်တဲ့ကြောင်တစ်ခုရဲ့အပေါ်မှာဆောင်းခိုင်းလာခဲ့ပါတယ်။ကော့ကော့တယောက်ကတော့ဘာမှမမြင်ရတော့ဘင်းအောက်ကပောက်ခွဲတန်တွေဝင်ကြားနေခဲ့ရပြီးတော့ရဲချိုးကိုပဲကြည်နေခဲ့ကရဲချိုးကလည်းမောက်ကိုပြေးလိုက်လို့ပြောခဲ့ပြီးရင်နောက်ဆက်နှစ်ခုလုံးတယောက်နဲ့ကင်တွေနေရတဲ့အတွက်ကြောင့်မလို့တော်တော်လေးကိုအံ့ဩနေခဲ့ကြပါတယ်။ရဲချိုးကလည်းကော်ကော်နဲ့ပူအောင်ခဲ့ပြီးတော့ဂျူရူအလင်းနှန်းကိုပါဖွင့်ချလိုက်တဲ့နောက်မှာတော့ယူအာတို့လည်းကြောက်ရှိပန်းပြီးတော့တန်နေအောင်ပြေးခဲ့ကြပါတယ်။ ဂျပန်မှာတော့ယူရတယ်ပန်ယူရနဲ့ရေချိုးတို့နဲ့အတူတူတွဲလုံးနေရလို့ကြားခဲ့ပြီးနောက်စုမှုရှမ်းပဲဖြစ်ရမယ်လို့ပြောနေခဲ့တဲ့နောက်ဒီလိုပောက်ကွဲဖို့အတွက်စုမှုရှမ်းတရားပဲလုံနိုင်မှာဖြစ်ကြအောင်ပြောခဲ့ကတော်တွေ့လိုက်တဲ့အချိန်မှာတော့စုမှုရှမ်းကလည်းသူတို့ရဲ့အပြင်ဘက်မှာရှိနေရအောင်တွေးလိုက်ရတော့ဘသူလဲလို့တော့ထင်နေခဲ့ကြပါတယ်နောက်ရက်မှာတော့ရေရှူအတွက်ကော်ကော်လင်းတီးတန့်ကန်တခုလုပ်ပေးထားပြီးတော့စီစဉ်ပေးထားခဲ့ကပရိုဂိမ်းထိတောင်းအောင်ဆိုရင်တော့ဒါကအကောင်းဆုံးပဲလို့ပြောပြခဲ့ပြီးတော့စီစဉ်ပေးထားခဲ့ပါတယ် ပရိုဂိမ်းဒီကစားမယ်ဆိုရင်တော့ဒီအခန်းကနည်းနည်းလေးကျင်းပေမဲ့ကလပ်ပိုကြီးလာတာနဲ့အမျှအောက်ကနေရအချိန်မှာထပ်ပြီးတော့လုပ်ပေးမယ်ဖြစ်ကြောင်းလည်းပြောပြခဲ့ပါတယ်။ဒီလိုနဲ့ရေချိုးကတော့ကြံလိုလန်တို့အဖွဲ့တွေကဝင်ပါလုံးလောမဟုတ်ဘဲနဲ့ကောင်းကင်ကိုင်းတွေကိုဝင်ဖို့ရအတွက်တွားပြောခဲ့တဲ့အချိန်မှာတော့ကြံလိုလန်လေးခြေသူတင်ခဲ့ပြီးတော့လက်ခံခဲ့ပါတယ် ကျေလိုလန်ကတော့သူတို့အဖွဲ့တွေကခဏလောက်ပဲတိုက်ခိုက်ပေးပါလားလို့ပြောတော့ဘာကြောင့်လဲရေချိုးအစ်စ်မန်ကိုတိကျင်လိုလားလို့မေးခဲ့ပြီးရင်တော့တိုက်ခိုက်ပေးလိုက်တဲ့အချိန်မှာတော့တပွဲလုံးအနာတော့မကတ်နိုင်ဘဲနဲ့ဥရှုဝါရဖြစ်ကုန်ခဲ့ပါတယ်ကျန်လိုလန်ကတော့သူတို့အဖွဲ့တွေကပရိုလီတီသွားနေကြတာမလို့ရေချိုးနဲ့အပြင်မှာပါမိတ်ဆွေတွေဖြစ်ကြရင်ပူကောင်းမယ်လို့ပြောနေကြတာတင်းယူချင်းချောင်းလေးပြောခဲ့ပါတယ် ယေရှုကတော့ကြံလိုလံတဲ့အဖွဲတဲကိုလိုအပ်သေးကြောင်းပြောပြခဲ့ကပရိုလီတဲဝင်မယ်ဆိုရင်တော့အခုမှခြေလန်းအစပဲရှိနေသေးတာမလို့ကမ္ဘာချန်ပီယံမဟုတ်ရင်တော့မှတနီယာယာမှာတော့နိုင်ငံတစ်ခုစိန်နှိုင်းနိုင်မယ်ဖြစ်ပြီးတော့သူတစ်ခုလောက်ရနိုင်မယ်ဖြစ်ကြောင်းလည်းပြောပြခဲ့ပါတယ် တပတ်ကပြောင်းပြောင်းခဲ့ကလားအဖွဲ့ကဥက္ကဋ္ဌကတော့ရေချိုးတရားကောင်းကင်ကန်အဖွဲ့တွေဝင်သွားခဲ့ပြီးရင်တော့တရင်တွေကအိမ်ပေါ်မှာပြန်နေခဲ့ပြီးမီဒီယာတွေထဲမှာပါနေရဖြစ်ခဲ့တာမလို့တော်တော်လေးကိုဒေါ်လာထွက်နေခဲ့ပါရဲ့မန်နေဂျာတွေအဖွဲ့ရလူတွေကိုရေချိုးကိုတတ်ခိုင်းရမလားလို့မေးတဲ့အချိန်မှာတော့ဥက္ကဋ္ဌကတော့တခင်မောရှောက်ဆိုတာကရေချိုးဆိုတာဘယ်သူမှမသိပဲမင်းတို့တွေအားလုံးဝိုင်းမီတက်ခိုင်းမှာပို့ပြီးတတိထားမိပြီးရေချိုးဆိုတာတည်သွားကြမယ်လို့ပြောခဲ့ပါရဲ့ ရဲရိုးလိန်တည်နေကိုတွေ့တာကြောင့်ဒီကောင်တွေကတက်ခိုက်တာကောင်းကောင်းမကောင်းမသိဘူး။ကြာရင်ပဲ marketing စင်းတဲ့နေရာမှာတော့တကယ်ဆရာကြီးတွေပဲလို့ပြောခဲ့တာသူရဲ့အပွဲဝင်ဆိုရင်တော့တည်ကိုတမင်ဖြတ်နေရာကိုလည်းတည်လဲရပါတယ်။ကျပါတို့ကတော့ရေချိုးကိုအွန်လိုင်းကနေပြီးတော့တက်ခိုက်ပို့အတွက်ဆက်လက်ရှိနေကြတာမလို့ရေချိုးတဲ့သူ့ရဲ့နေပြအတင်းအဖြစ်ကြံလိုလန်နဲ့ပွဲတည်ပေးလိုက်ပါတယ်။ ကြံလိုလာရတယ်ဘေးပတ်ပတ်လေးမှာစပါအမြင်ကဆရာကြီးတွေပါအကုန်လုံးရောက်နေကြတာကြောင့်အံ့ဩနေကြပြီးတော့စိန်သာရခန့်နေကြပေမယ့်ရေချိုးကလည်းဓာတုတော်စင်ဖြစ်နေကြတာမလို့နေအတွက်ခွင့်ရေးပဲလို့ပြောတော့ပွဲကိုလက်ခံလိုက်ပါရင်ချန်ဖန်ကလည်းအရေးရှောက်မှုနဲ့ရှီလန်ရှောက်မှုကိုစတင်ဖွင့်လိုက်ခဲ့ပြီးရဲ့နောက်ဘေးဘက်ဘက်လေးမှာပြေးပြနေခဲ့ကနောက်ကနေခုံချက်နဲ့ခုတ်လိုက်တဲ့အချိန်သူ့ရဲ့ဓာတ်နဲ့ကောက်ွယ်ပြီးတော့ပြန်တိုက်ခိုက်နေခဲ့ပါတယ် ဒါချင်းချင်းပြီးတွန်းလိုက်တဲ့အချိန်မှာတော်တော်ဝေဝေးလွန်ထွက်သွားခဲ့ပြီးချီရမြင်ကွင်းမှာပျောက်သွားရတဲ့အတွက်ကြောင့်အတက်ကနေဒါစတိုင်းနဲ့ရှယ်ကိုပိုင်ပေးခဲ့ပါတယ်။ချက်ဖန်းကတော့စတိုက်ကိုတိုက်ခိုက်နေခဲ့ကြပါပဲ။ကြံလိုလိုင်း HP ကတဖြည်းဖြည်းခန့်လာခဲ့ပြီးရနောက်ရှန်တန်နဲ့ပဇတ်ဟောင်းသားနဲ့ချိန်နေခဲ့ကတောက်လျှောက်ကြီးတဲခိုက်ခဲ့ပြီးတဲ့ဒိုင်ရိုက်တွေနဲ့ပျောနေခဲ့ရကြောင်းတက်လွဲစီဆိုတာတိလဲရပြီးတော့ကြံလိုလိုင်းလင်းတတိချဖို့လုပ်ခဲ့ပါတယ်။ ကျန်လူလန်ကိုတော့ဘာပြောချင်လဲလို့မေးတော့မင်းကတော်တော်နာကြီးရဲ့ကောင်းပဲလို့ပြောလိုက်ခဲ့ပြီးရဲ့နောက်သူ့ရဲ့အချိန်ုံစကေးကိုဖွင့်လိုက်တဲ့အချိန်မှာတော့ strength on armor တန်မိတ်ကောနှစ်ဆပြစ်သွားခဲ့ပါတယ်။ဂျပန်လင်းတတိချမိသွားခဲ့ပြီးတော့အနာရမှာခြောက်နေခဲ့တဲ့အချိန်မှာတော့ကျန်လူလန်လင်းရှယ်ပလန်နဲ့ကိုလိုက်ပြီးနေခဲ့ပြီးရဲ့နောက်ထပ်တင်ကောက်ရှန်လင်းတန်မိတ်အတိထနေခဲ့တာမလို့မိမိပါအကုန်ကွဲအကုန်ပါတယ်။ ဒီလိုနဲ့ခွန်စကီကစက္ကန့်20ပဲရှိတာကြောင့်ခဏအတွင်းပြန်လေးပြောက်သွားခဲ့ပြီးတော့နောက်တက်တိုးဖို့ရာအတွက်စက္ကန့်40တော့ပြန်လည်ဆောက်ရမယ်ဖြစ်ကြောင်းသိနေခဲ့ကရှန်ဖန်ရဲ့စကီတွေကိုခုခံနေဖို့အတွက်လုပ်ခဲ့ပါကျန်လိုလန်နဲ့သူရဲ့ခုခံမှုစက်ထင်းသားနိုင်မယ်လို့စိတ်တွင်းနေခဲ့ပေမဲ့ HPR တွေတော်တော်လေးခန်းလာခဲ့ပြီးတော့တွင်နေနေပဲကျန်တဲ့အချိန်မှာတော့တပတ်ကရှန်ဖန်ကလည်းဒီအချိန်ကိုစောင့်နေရဆိုပြီးတော့သူ့ရဲ့ဒါစကေးကိုမြင့်တင်လိုက်ပြီးတော့စကေးတစ်ခုတုံးပြီးဖွင့်ရှာပေးလိုက်ပါတယ်။ ်ဆံပန်းပြောရတဲ့အတိုင်းကြံလူလန်နိုင်သွားရဲ့အတွက်ကြောင့်မလို့သူနဲ့တက်ခိုက်ဖို့ရေချိုးစိန်ကနေခဲ့တဲ့အချိန်မှာကိုင်းနေဆင့်သွားခဲ့ပြီးတော့ပြီးမှအနိုင်ကျင့်တယ်လို့မပြောနိုင်လို့ပြောခဲ့ပါရဲ့ရေချိုးလည်းစတင်တက်ခိုက်လိုက်တဲ့အချိန်မှာတော့သူ့ရဲ့အခွင့်အရေးကိုနှံဖြစ်ပြောင်းထားခဲ့တဲ့အချိန်တက်ခိုက်တာရောပရိုပရီယာတွေလည်းတော်တော်လေးအံ့ဩနေခဲ့ကြပြီးတော့ချန်ဖန်လင်းဆောင်နာခဲ့ပါရဲ့ ဇန်မာကတော့လန်နဲ့ထိုးတဲ့အချက်တွေကိုအေးသေးပဲချောင်းနေနိုင်ခဲ့ကသူကရေချူရဲ့တိုက်ခိုက်ဒီအားလုံးကိုလ ీల ထားတာမလို့တော်တော်များများသိနေခဲ့ပြီးတော့အေးသေးဖြစ်နေခဲ့တဲ့အချိန်အကွက်တစ်လီထော့တုံးမအောင်လို့ပြောနေခဲ့ပေမဲ့ရေချူကတော့နှကြက်ဖြုတ်ထားခဲ့ပါတယ်ရဲချိုးလည်းလုံအောင်တိုက်ခွင့်မပေးနဲ့လို့ပြောခဲ့ပြီးရင်တော့ရှမ်ပိုင်းတိုက်ချက်တွေရဲ့ကြားမှာတော်တော်ဝီဝီလွှဲထွက်သွားခဲ့ပြီးတော့ရဲချိုးကလည်းတစ်ချက်ပြုံးလိုက်ကအထက်စီကနေပြီးတနက်ပြောင်းပြီးပါရှယ်ပလန်နဲ့တီးသွားမှာတန်းပြန်ပြီးပတ်ပြေးပါတော့တယ် ကျန်ပါကလေတနက်ချက်နေပဲတပြင်းပြင်းသူရောက်လာတဲ့အချိန်မှာတော့ရဲချိုးကလည်းအချက်ကနေကာတိစားပြီးတော့တိတ်နေခဲ့ပါတယ်ရဲချိုးလည်းအချက်ကပြန်ဆင်းလာတဲ့အချိန်မှာတော့ရှန်ဗန်လည်းရှာရိုကင်တီနဲ့အလိမ့်မြတ်အနာကိုရောက်လာခဲ့ပြီးတဲ့အချိန်မှာတော့ရဲချိုးလည်းသူ့ရဲ့လန်နန်နဲ့ဒါအဖြစ်ပြောင်းလဲလိုက်ပြီးတော့ကာကွယ်ထားခဲ့ပါတယ်ရှန်ပန်းကတော့ဓာတုတော်စင်းရဲ့ရှေ့မှာတော့မှဓာရင်တက်ခတ်ရဲဆိုပြီးရှင်နေခဲ့ကခေါင်းလမ်းပိုင်းလိုက်တော့ရှောင်းနှားခဲ့ပြီးရင်တော့ပြန်ထလာတဲ့အချိန်မှာတီယုတ်ပွင့်ပြီးကာထားခဲ့ရကြောင့်မြင်ကွင်းအားလုံးပိတ်သွားခဲ့ပါတယ်။ ကြပြန်ပြီးပိတ်တဲ့အချိန်တွင်လှံဝင်ဆောက်ထိုးပေးလိုက်တဲ့အတွက်ကြောင့်တော်တော်ဝေးဝေးလွင်သွားခဲ့ကပရိုပီလီယာတွေကလည်းလက်နက်မျိုးစုံတုံးနိုင်လာမလို့သူအတွက်တော့တက်ကတ်တီးကလွယ်လွယ်ကူကူတည်နိုင်မှာမဟုတ်ကြောင်းပြောခဲ့ပြီးတော့အားလုံးဖုံးကွယ်ထားသလိုပဲလောင်ပြောခဲ့ပါတယ်ဆာဗန်ပြန်ပြုတ်ကြလာတဲ့အချိန်မှာတော့ရေချိုးလေးရှစ်ပလန်နဲ့ကိုပိုင်ပစ်နေခဲ့ပြီးတော့နိုင်လို့မရအောင်မျိုးတုံတုံးနေခဲ့ပြီးလေးပေါ်မှာရင်တိတော့တော့ချော့ပေးလိုက်ပါတယ်။ စကေးပေါင်120ကျော်တယောက်တည်းတုံးနေခဲ့ပြီးရှေ့ကျုံနေခဲ့ကချမ်ပန်းတယောက်ကတော့ပလိုင်းနီယာဖားလေးလိုဖြစ်နေခဲ့ပြီးတော့အောက်ကလူတွေတော့မှတနာနေခဲ့ပါတယ် သူရဲ့ကောင်းဆောင်ယူရရင်ရှန်ဖန်ရှုံးမဲ့သွားကြုံမှုတိထားပြီးပြီလို့ပြောလိုက်ခဲ့တဲ့အချိန်ရေချိုးကထွေထွေကစားသူဆိုတာတော်တော်မလွင်တဲ့ကိစ္စပဲလို့ပြောပြခဲ့ပါတယ်။ရေချိုးကတော့တပွဲထဲမှာတော့မှတူညီရဲ့စကေးမျိုးတုံ့နှမျိုးမရှိဘဲနဲ့လောကမထင်ရှားတဲ့ပုံကိုတရားဖြစ်ပြီးတော့သူ့လိုမျိုးလုံနိုင်ဖို့ဆိုရင်တော့လောကမလွယ်ကူကြောင်းပြောခဲ့ကရှန်ဖန်ကြီးလည်းလက်ုံခံနေခဲ့ရပါတယ်။ရေချိုးကတော့လက်နက်တွေပါထောက်မတုံးတော့ပဲပလိန်လက်နဲ့ပါထိုးနေခဲ့တာကြောင့်ဘိုက်ကိုထိုးပေးလိုက်ပြီးရဲ့အချိန်မှာတော့လက်ကနေမှော်ရီပါတုံလိုက်တဲ့အချိန်ရှန်ဖန်ကလည်းအဲ့မှော် all round ဒါနဲ့ပိုင်နေခဲ့ပါတယ်။နောက်ရင်းမှာတော့ထိတ်တန်းပြိုင်ပွဲကြီးတစ်ခုပြည့်တဲ့ပြောင်မောက်ကလပ်နဲ့ရွှေခုံတို့အတင်းကြကကြီးများရဲ့ပြိုင်ပွဲဖြစ်နေခဲ့ကြပြီးတော့ရေချိုးတို့ကလပ်မှလည်းပြသနေခဲ့ကြပါတယ်။နံပါတ်1ရဲ့ကောင်းဆောင်တွေပဲကြံနေခဲ့တာမလို့လက်ရှိမှာတော့ပြောင်မြောက်ခစ်ကလပ်ကအရှိနေမဟန်တော့ပဲဖြစ်နေခဲ့ကစွန့်ရှန်တရားကတော့ထိတ်တဲရင်ဆိုင်တက်ခိုက်နေခဲ့ရပြီးရဲ့နောက်ခံစစ်နေနေတာထိုးစစ်စင်နေရပါတယ်။ ခြေတွင်းနဲ့ဆက်လက်ကိုပြိနှိပ်ထားခဲ့ရပြီးပြန်ပန်းရဲ့မြန်မာနယ်တိုက်ခွက်တွေကြားတွေကိုရှောင်းနေခဲ့ကနောက်ပြန်တိုက်ခွက်ကိုပါချိန်နေခဲ့တဲ့အတွက်ကြောင့်ပြိသက်တွေကလည်းတော်တော်လေးကိုစိတ်ညစ်နေခဲ့ကြပါတယ်ပဲကြည့်နေတော့ပါပဲယူပေါင်းရလာခဲ့ပြီးရဲ့အချိန်အတွင်းမှာကော်ကော်တို့ကိုလိုက်ရှာနေခဲ့တာသူတို့ကလည်းနောက်ပိုင်းကလန်နဲ့ပြန်ရမှာဆိုတော့အခုတည်းကလီလာအမယ်ဆိုပြီးတော့ပွဲကိုကြည့်ဖို့လောက်ခဲ့ပါတယ် ဖန်ဆာကလည်းအတုံးမကြပါပဲလေပြောင်မဲခေကာလာကလပ်ကိုအားပေးနေကြတဲ့သူတွေကအများကြီးရှိနေကြပါပဲသွေးချံတယောက်ကတော့စိုက်ကင်နဲ့ရှုပ်တာခံရရပြီးတော့နေရာမှာဂျိုးနေတော့ထိန်းရှုပ်ခံနေရပါတယ်သွေးချံတယောက်ကတော့လုံမောက်လုံမရဖြစ်သွားခဲ့ပြီးတော့အောက်ကနေထိန်းရှုပ်ခံလိုက်ရက ပြန်ပဲရဲ့ဓာချက်တွေပဲလုံမောက်ဒီဆုံးသွားခဲ့ပါတယ်သွင်းချံတရားအလူလဲခံနေရပြီးတော့မာမေးကိုတော့ရှောင်းမိတ်သားရဲ့အတွက်ကြောင့်မလို့ပရိသတ်တွေလည်းမကြင်မနှက်ဖြစ်နေကြပြီးတော့ဒေါရိပွားနေကြပါတယ်။ ကောကောကလည်းပြောင်ပြောင်ခေကာလာကလကဘလူရီဖြစ်သွားရလေလို့မေးနေခဲ့တဲ့အချိန်မှာရေချိုးကလည်းအရင်ကလေးကပြောင်ပြောင်ခေကာလာကလမှာလိုအပ်နေတဲ့အရာကြီးအများကြီးရှိနေခဲ့ပြီးတော့တအောင်မပြင်းစင်ကြဘဲနဲ့ဆက်လက်ရည်တည်နေကြဖြစ်ကြောင်းပြောပြခဲ့ပါတယ်။အတင်းနှိမ်ကိုပါရှုံနှိမ်သွားတဲ့အတွက်ကြောင့်ပြောင်ပြောင်ခေကာလာကလလည်းနောက်ဆုံးအဆင့်60လောက်ကိုရောက်သွားခဲ့တာကြောင့်ဒီရာဒီအတွက်တော့အရှိနေမဟန်ပဲဖြစ်နေခဲ့ပါတယ်။ စကားပြောနေကြတော့ပါပဲရေချွေးတငယ်ချင်းဖြစ်တဲ့လာဝင်းရလာခဲ့ပြီးရဲ့နောက်မှာသူရဲ့ကလပ်တင်အတွက်ခေါ်လာခဲ့တာမလို့ကြောက်လာခဲ့ပါတယ်။လာဝင်းရလည်းအသင်းရဲ့တည်ရှိနေတဲ့ခေါ်ခေါ်ရိုက်ချောင်းတန်းတို့နဲ့မိတ်ဆက်ခဲ့ကြပြီးရဲ့အချိန်ဂျိုမောင်းကလည်းသူကဂလိုရီရဲ့ကစားသမားအသစ်ဖြစ်ကြောင်းပြောတော့လာဝင်းကတော့သူကလေးလာရေးကလပ်လာထိန်းတာမဟုတ်ကြောင်းပြောခဲ့ပြီးရဲ့နောက်ရေချွေးကလည်းသူ့ရဲ့ကလပ်အသင်းနဲ့ပတ်သက်ပြီးတော့မစိုးရိမ်ဖို့အတွက်ပြောခဲ့ပါတယ်။ ရဲချိုးကတော့သူတို့ကလန်အတွက်လေးချင်းမှုနေရာကိုအောက်ထပ်မှာတေချာပြင်ဆင်ထားကြောင်းပြောပြခဲ့ပြီးရဲ့နောက်လိုက်ပြနေခဲ့ကနေပြူဟာဆွေးနွေးရဲ့အခန်းကိုလည်းတတ်တတ်ရှိကြောင်းပြောပြခဲ့ပါတယ်။အတင်းသားရင်နေဖို့နေရာကလည်းကော်ကော်ကအနီးနားမှာအင်ဂျီတလုံးနှွားပြီးထားရတဲ့အတွက်ကြောင့်မလို့ယူပေါင်တရားကတော့တော်တော်လေးကိုသဘောကျနေခဲ့ပါတယ်။ယူပေါင်းလည်းလောင်ဝေးကိုကြောက်ချင်းတိုက်ဖို့အတွက်စိန်ခေါ်လိုက်ပြီးရင်တော့လောင်ဝေးကတော့သူကတန်တားကြီးကင်တဲ့သူမှမလို့အလျှော့ပေးမှမဟုတ်ကြောင်းပြောပြခဲ့ပါတယ်။ ။နောက်ရက်မှာတော့လူတွေဆုံပြီးတော့အတင်းကသူတွေလည်းအားလုံးမိတ်ဆက်နေခဲ့ကြကလာဝေးအပါဝင်မေကုံတို့ပါကြလာခဲ့ကြပြီးတော့စော်ကုန်နေကောင်းကလည်းဝမ်းကြီးဆိုပြီးတော့တယောက်ပါနေခဲ့ပါသည်။ရဲ့ချိုးတို့ကလည်းလူက6ရောက်ပြည့်နေပြီမလို့ပရိုတင်းကိုစတင်ဖွဲ့ဖို့ရအတွက်လုပ်ခဲ့ကဒီနေ့ကစပြီးတော့တူတူလေးချင်းကြမယ်လို့ပြောကြပါတယ် ရဲချိုးကလည်းကြားကိုကြားတိသွားအောင်လို့ရှူမောင်နဲ့လောင်ဝေးတို့ကိုအရှင်းရှင်းတိုက်ခိုက်ဖို့ပြောလိုက်တဲ့အချိန်မှာတော့ပွဲဆပါပဲလောင်ဝေးကအပီပိုင်လိုက်တဲ့အတွက်ကြောင့်ရှူမောင်တယောက်တော့အီတော်မဖော်နိုင်ပဲဖြစ်နေခဲ့ပါတယ်ဆောင်တန်းကိုလည်းလောင်ဝေးကတက်ခိုက်ဖို့ရတော့စိန်ခေါ်လိုက်ပြီးရဲ့အချိန်မှာတော့ရေချိုးလေးအကြံပေးလိုက်တာကြောင့်စတင်တက်ခိုက်လိုက်တဲ့အချိန်လန်တန်ရဲ့အလင်းတော်ကိုရှောင်းထားခဲ့ပြီးတော့အဆက်မပြတ်ကိုလိုက်ကုန်နေရကြောင်းလောင်ဝေးကတော့ချင်းဦးလေးက6တောင်ကိုရှီကျူးနေခဲ့ပါတယ် ရှိကနေပိုင်းတဲ့ဆောင်းတန်းကိုဆက်လက်တိုက်ခိုက်နေခဲ့ပြီးရဲ့အချိန်မှာလက်ဝတ်အဆောင်ကိုထောက်တုံးလာတော့မှလုံဝမထီရဲ့ဆောင်းနေခဲ့ရကြောင်းဆောင်းတန်းရဲ့ပုံသားပရိုသမားလို့တောင်ချီကျူးနေခဲ့ပါတယ်။လာဝေးရနဲ့ဆက်လက်မတိုက်ခိုက်ပါနဲ့လို့ပြောနေခဲ့ပြီးရဲ့နောက်သူစကားပြောနေချိန်ခဏအတွင်းမှာပဲရှယ်ပလန်နဲ့တီရောက်ခံလိုက်ရတဲ့အတွက်နားဖို့လုပ်ခဲ့ပါတယ်။မေကွန်တို့ကလည်းပညာဆိုင်တဲ့အချိန်မှာတော့လောင်မင်းတိုက်ခိုက်နေတဲ့အတွက်ကြောင့်မလို့ဆောင်းတန်းကလည်းဝိုင်းမီယောကာဝဲပေးချခဲ့ပါတယ်။ ဒီလိုနဲ့အဖွဲလိုက်စကော်ပီယန်ကင်းကိုတွားကိုက်နေခဲ့ကြပြီးရဲ့အချိန်မှာအားလုံးရဲ့လေးချက်မှုနဲ့ရေချိုးလဲလိုအပ်တာတွေအားလုံးပြောပြပေးခဲ့ပါတယ်တဘာမှာတော့ပြောင်ပြောင်ခေကလာကလန်မှာအချိန်ရပုံမှုဆိုးရလာခဲ့ပြီးရဲ့နော်သွင်းရှာကိုလည်းကလကထုတ်ပယ်လိုက်ပြီးတော့အပြင်ဘက်မှာတော့ပိုခန္ဓာကြက်ခိုင်ပြဿနာလေးရှိလာကြအတင်ကနှုတ်ထွက်ကြအောင်ဆိုပြီးတော့ကြင်ညာခဲ့ပါတယ် ဂျီရိုနဲ့ပြောင်ပြောင်းခေကာလာကလပ်ကလည်းနောက်ပိုင်းနဖျားလေးပါးရဲ့တယောက်ကိုခေါ်ဖို့အတွက်ပြင်ဆင်ထားခဲ့ကြပြီးရင်တော့ရေရှိုးကလည်းပရိုလီကိုလာတော့မှဆိုတော့ဖြုတ်ကြပေးမယ်ဆိုပြီးတော့ချိန်ဝါနေခဲ့ကြပါတယ်